မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ပေါ်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ရန်ကုန်မှာမီးနီဖြက်မှောင်းတဲ့အောက်ဆိုင်ကမှောင်းလို့တယောက်တင်ဆုံနေကြောင်းဖော်ပြပေးခြင်းပါတယ်ရန်ကုန်ကျောင်းရမ်းမြို့နယ်ဘုံအောင်ကျော်လမ်းနဲ့မဟာဗန္ဓုလလမ်းတောင်မီးပွိုင်မှာအော်ဘလာ25ရက်နေ့ဒီနေ့မနက်၈နာရီကျော်လောက်မှာမီးနီကိုဖြက်မှောင်းတဲ့ခီးတဲ့တဲ့အောက်ဆိုင်ကတစီအချိန်မထိန်နိုင်ပဲတိမ်မောက်ပြီးတော့တယောက်တင်ဆုံကနောက်ထပ်6ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာဒဏ်ရာပြင်းထန်ပြီးတော့စိုးရင်ရသူ၂ယောက်ပါဝင်တဲ့ကြောင်းဥကောက်ထိခိုက်မိတဲ့သူက၃ယောက်ပါဝင်တာကြောင့်ဆေးရုံမှာအရေးပေါ်ကုသမှုတွေခံယူနေရတယ်လို့သိရပါတယ်။အောက်ဆိုင်ကားကမီနီဖြတ်မောင်းလာပြီးတော့မျက်နှာချင်းဆိုင်ကလာတဲ့တက်စီကိုရှောင်ရကနေအရှိန်မထိန်နိုင်ပေနဲ့ပလက်ဖောင်းတွေကိုတိုက်ပြီးမှောက်သွားတာရင်မောင်းသေးတယ်။ခေါင်းကားထဲကနောက်ထပ်အမျိုးသားကအနီအောင်အဆင့်50 50ပဲ။ အခြေအနေမကောင်းဘူးနောက်ခန်းကအမျိုးသမီးတယောက်ကတည်းအနေအောင်ဆင်ပါပဲကြံလေးယောက်မှတော့၃ယောက်ကခေါင်းဝတ်ထိတယ်လို့ရှင်တန်ရေးကူညီမှုအတင်းကတာဝန်ရှိသူကဆိုပါတယ် ရင်တိမ်မောင်းမှုမှာတင်ဆုံးတဲ့အမျိုးသားကတော့ရင်မောင်းဖြစ်ပြီးတော့အသက်40လောက်အရွယ်ဖြစ်တဲ့ကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ခီးတယ်တွေဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ16ရက်ကလည်းအင်းစိန်မြို့နယ်အောင်ဆန်းရက်ကအောင်မင်လာတို့လမ်းမပေါ်အောင်ဆန်းစည်းကျော်မှာညာဘက်အောက်ဆိုင်ပြေးဆွဲတဲ့အောက်ဆိုင်ကနဲ့ဝိုင်းဘီယ80ကတော့တိုက်မိပြီးတော့16ရက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။အောက်ဆိုင်ကအများစုကတော့ရန်ကုန်မြို့နယ်နဲ့ရှိပြီးသားလှိုင်းသားရအင်းစိန်ကိုညာဘက်နဲ့မနှက်အစောပိုင်းတွေမှာပြေးဆွဲမှုရှိကြောင်းလည်းသိရပါတယ်။ ရန်ကုန်မှာတရားမဝင်ပြေးဆွဲနေတဲ့အောက်ဆိုင်ကအများစုကတော့ရင်းစည်းကမ်းလမ်းစည်းကမ်းလိုင်းနာပုံမရှိဘဲနဲ့မင်းနီဖြတ်မောင်းတာကားချင်းချင်းလူမောင်းတာရှင်ပြိုင်ပြီးမောင်းတာအပြောဆိုစရိုက်ကျန်းတာခီးတဲ့အပေါ်ရိုင်းဆိုင်တာစတဲ့ရင်းစည်းကမ်းဖောက်ပြက်မှုအများဆုံးဖြစ်တာကြောင့်အောက်ဆိုင်ကပြေးဆွဲမှုအပေါ်အရေးယူပေးဖို့ခီးသွားပြည်သူတွေကဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။အော်တိုဘာ21ရက်ကလည်းဗဟန်းမြို့နယ်ရွှေကုန်းတိုင်းနဲ့တောက်ကလာပါမြို့နယ်အင်းဆိုင်မြို့နယ်မှာရင်တိုက်မှုဖြစ်ပွားပြီးတော့တယောက်သေဆုံးက16ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ16ရက်နေ့မနက်ပိုင်းကလည်းကြောက်တရားမျိုးနဲ့အနှွဲထားလမ်းမမှာရင်သုံးစီစင်တိုက်မှု ဖြစ်ပွားခဲ့လို့သိရပါဗျ။အောက်တိုဘာ16ရက်ကလည်းရန်ကုန်ပြည်လမ်းမပေါ်မှာရင်ငါးစီစင်တိုက်မှုဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့မိဖုရားကြီးတည်တည်ခေနဲ့ရွာဆန်တဲ့ကြောင့်ဖော်ပြပေးကြပါတယ်။တတ်တော်63နှစ်အရွယ်ထိုင်းမိဖုရားကြီးတည်တည်ခေကတော့အောက်တိုဘာ24ရက်နေ့မှာနဲ့ရွာဆန်သွားတဲ့ကြောင့်ထိုင်းဘရင်အနန္တော်ကထုတ်ပြန်ပါတယ်။2019ခုနှစ်ကလေးကဝေဒနာမျိုးစုံခံစားရလို့စိတ်ယုံတင်ထားရတယ်။အောက်တိုဘာ18ရက်နေ့မှာသွေးစိတ်တက်တဲ့ဝေဒနာခံစားရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြတာကြောင့်နိုင်ငံတကာသတင်းတွေမှာ ရည်သားထားပါတယ်။မိဖုရားကြီးတည်ရခက်ကတော့လက်ရှိထိုင်းဘရင်ရဲ့မေတော်လည်းဖြစ်ပါတယ်။2016ခုနှစ်တတ်တော်88ရက်နေ့အရွယ်မှာတော့နေရွာဆန်းခဲ့တဲ့ဘရင်ကြီးဘူမိဘောနဲ့မိဖုရားကြီးတည်ရခက်တို့မှာသားသမီးလေးဦးထွန်းကားခဲ့ပါတယ်။မိဖုရားကြီးဟာထိုင်းနိုင်ငံတပ်ဦးစံပိုင်းဘရင်စနစ်ကနေစီမင်းကဘရင်စနစ်ကိုပြောင်းလဲတဲ့1932ခုနှစ်မှာမွေးဖွားပါတယ်။ဘရင်ဖြစ်တဲ့သူဟာပြည်သက်နိုင်ငံဆိုင်ရာထိုင်းတပ်မတ်ကြီးဖြစ်ပါတယ်။ပြည်သက်မှာရှိနေစဉ်ကျင်းရတော်ဘူမိဘောနဲ့ တွဲဆောင်ခဲ့ပါတယ်တွဲဆောင်ပြီးနှစ်နှစ်အကြာ1950ပြည့်နှစ်မှာလက်ထပ်ထိမ်းမြှားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကလည်းရှင်းတာခဲ့ပါတယ် ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးကြပါရစေ။2025ခုနှစ်အောက်တိုဘာ25ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွားချက်တွေရာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းကတော့ပုံမှန်အားကောင်းလာပြီးအားကောင်းသောလေပြင်းအားနဲ့ရောင်းအဖြစ်ကိုရောက်ရှိခဲ့ပါရစေ။အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်းကတော့အနောက်အနှံ့ဘက်ကိုရွှေ့ရှားနိုင်ပြီးတော့ပုံမှန်အားကောင်းလာနိုင်ကနောက်12နာရီတွင်မှာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အလဲပိုင်းမှာမုန်တိုင်းငယ်ဒက်ပရက်ရှင်ဖြစ်ကိုတော့ 26ရက်စီလာ2025မှာအားကောင်းသောမုန်တိုင်းငယ်ဒီဒီပရက်ရှင်ဖြစ်ကို၎င်း28ရက်စီလာ2025မှာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်၎င်းရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်ဆက်လက်ပြီးတော့ဒန်နီအိုးနဲ့ဟင်တွေပြီးတော့အိပ်ပျော်သွားရကနေခောက်ဆွဲဆက်ယုံမီးလောင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရောင်တိုင်းဒေသကြီးရှိပီတာမြို့နယ်စက်မှုဆောင်တဲ့ကနောင်လန်းသွယ်နှူလန်းမှာ လျက်စစ်ဒန်နီအိုးနဲ့ဟင်းထက်နှွေးပြီးအိပ်ပျော်သွားရကနေဒန်နီအိုးအပူလွန်ခဲ့ပြီးမိစတင်လောင်ကျွမ်းလို့တအုပ်သိဆုံးကခေါဆွဲဆက်ရုံမီလောင်မှုအောက်တိုဘာ20ရက်ည7:00မိနစ်50လောက်ကဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။မီလောင်မှုမှာတော့မိနစ်50နီးပါးလောင်ကျွမ်းခဲ့ပြီးတော့အသက်88နှစ်အရွယ်လုံကျော်ရေးဝန်ထမ်းအပေါ်ကိုမီလောင်သိဆုံးခဲ့တဲ့ပြင်ခေါဆွဲဆက်ရုံခေါဆွဲကိုတော်ခေါဆွဲကျိတ်ဆက်မီလောင်ဆုံးရှုံးခဲ့ကြောင်းသိရပါဗျ။သိဆုံးသူလုံကျော်ရေးအပေါ်ရဲ့ရုပ်လောင်ကိုတော့ရှင်မြစ်တာလူမှုကွန်ရက်အတင်ဒူနာတင်ရင်နဲ့ အင်းဆိုင်ပြည်သူစည်းရုံးကိုပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့အော်တိုဘာ23ရက်မှာရရှိတဲ့ ECMWF model ကြိုတင်ခမ်းမ်းချက် ECMWF cyclone genesis ချက်မှာတွေ့ရတဲ့ကြိုတင်ခမ်းမ်းချက်တွေရာအာရဗျပင်လယ်ဘင်္ဂလားပင်လယ်နဲ့တောင်တိုးပင်လယ်တွေမှာစောင့်ကြည့်ရမယ်လွေပြည်လိုင်း inverse system ဖြစ်ပေါ်နေတာတွေ့ရပါတယ်။အာရေပြပင်လယ်ကလေပွေလိုင်းကိုအင်ပန်92အေဗေရပင်လယ်ဩကလေပွေလိုင်းကိုအင်ပန်94ဘီနဲ့တောင်တွင်းပင်လယ်ကလေပွေလိုင်းကိုအင်ပန်97တို့ဖြစ်သတ်မှတ်ချက်တွေအသေးသေးရရှိထားပြီးဖြစ်ပါတယ်။အာရေပြပင်လယ်နဲ့တောင်တွင်းပင်လယ်တွေမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းတွေထက်ဗင်လားပင်လယ်ဩမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းအင်ပန်94ဘီကတော့ပုံမှန်အကောက်လာနိုင်ပြီးတော့အောက်တိုဘာ23ရက်နေ့ကနေအောက်တိုဘာ30ရက်အထိစိုက်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေကတော့တရားရကိုင်တော့မှရှိနေတာတွေ့ရပါတယ်။အောက်တိုဘာ29ရက်30ရက်နေ့တွေမှာတော့ ဆိုင်ကလုံးမုန်တိုင်းအားနဲ့အိန္ဒိယနိုင်ငံအန်တာဗရာဒေကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်မုန်တိုင်းအကျဉ်းချန်တွေဟာမြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေးချယ်နိုင်ကြောင်းလည်းမုန်တိုင်းလမ်းကြောင်းကျူတင်ခန့်မှန်းချက်တွေရသိရပါဗျ။အဝတ်ကြိုတင်ခန့်မှန်းချက်အတိုင်းဖြစ်လာမယ်ဆိုရင်တော့အင်ပက်နိုင်တဲ့ဖိုးပီကဖြစ်လာမယ်ဆိုင်ကလုံးမုန်တိုင်းအရှင်ကြောင့်အော်တိုဘာ30ရက်ကနေနော်ဘာလပထမပတ်အတွင်းမြန်မာနိုင်ငံနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြေးမှုတက်ထမှာမယ်။ရခိုင်ကန်ဦးရန်ကန်နေပင်လေပြင်း AR မြို့ဝကျော်ပေါ်ကန်နေပင်လေပြင်းနဲ့မွန်ထရင်းနိုင်ကန်နေပင်လေပြင်းဒီမှာရေလုံသားတဲ့အနေနဲ့အော်တိုဘာ24ကနေစလို့ ို့နောဘာလဆန်းပိုင်းနေအထိတော့အရှိတောင်ဘက်ကလေတိုင်တော့ဟာတနိုင်ကို25မိုင်ကနေမိုင်30ကလိုင်းမြင့်ဟာ6ပေကနေ9ပေကတည်းရှိနေတာကြောင့်လိုင်းလေကျလာနိုင်တဲ့အခြေအနေကိုအထူးသတိပြုရှောင်ရှားဖို့အသေးပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်တနိုင်ငံလုံးမှာတော့အောက်တိုဘာ24ရက်နေ့အောက်တိုဘာ30ရက်ဒီ9ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏတွေကထပ်မံဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီးတော့ထားဝယ်ကြီးချုပ်ကပြည်သူလူထုအနေနဲ့ရပ်ပေါင်း90ကျောင်းဝန်းနေကျအထိမ်းမှတ်နဲ့ အစိုးရရုံးနေအတွက်တစ်နှစ်ကြာဝန်းနေခြင်းအထိမ်းအမှတ်ကြေညာတဲ့ကြောင်းဖော်ပြပေးချင်ပါတယ်။ထိုင်းဝင်ကြီးချုပ်အနုတင်ကပြည်သူလူထုအနေနဲ့ရပ်ပေါင်း90ကြာဝန်းနေခြင်းအထိမ်းအမှတ်ပြုလို့ကြဖို့ဒီနေ့အောက်တိုဘာ25ရက်နေ့မှာမြစ်တာရက်ခံလာပါတယ်။ရပ်ပေါင်း90ကြာရောင်းဆောင်အဝတ်စားတွေမဝတ်ဆင်ဖို့ကိုလည်းပြည်သူတွေကိုပန်ကြားလိုက်ပါတယ်။ဒါအပြင်အစိုးရအရာရှိတွေဝန်ထမ်းတွေနဲ့နိုင်ငံပိုင်လုပ်ငန်းကဝန်ထမ်းတွေကိုတော့တစ်နှစ်ကြာဝန်းနေခြင်းအထိမ်းအမှတ်ပြုလို့ကြဖို့တိုက်တွန်းထားပါတယ်။ဤဓာဖြော်ပြပွဲတွေနဲ့ပျော်ပွဲရှင်ပွဲအခမ်းအနားတွေမကျင်းပပဲရှောင်ကျင်ကြဖို့လည်းပြည်သူလူထုကို ပူးပေါင်းပါဝင်ပေးဖို့သူကမြစ်တာရက်ခံထားပါတယ် ဆက်လက်ပြီးတော့သုံးဘက်အတွင်မိမိကိုယ်ကိုအဆုံးစင်မှုရှိမှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးကြပါရစေ။မြို့နယ်တချို့မှာအော်တိုဘန်လရှက်ပေါင်း20ကျော်အတွင်မိမိကိုယ်ကိုအဆုံးစင်မှုရှိမှုဖြစ်ပွားတယ်လို့လူမှုကွန်ရက်တင်းနေထံကသိရပါရစေ။အော်တိုဘန်22ရက်အထိရရှိထားတဲ့အချက်လက်တွေရအဲ့ဒီဖြစ်စဉ်တွေဟာနေပြည်တော်ကောင်စီနယ်မြေတွင်အများဆုံးဖြစ်ပွားတာဖြစ်ပြီးတော့ရန်ကုန်မြို့မန်းလေးမြို့မကွေးမြို့နဲ့အင်းရကောမြို့နယ်တွေမှာဖြစ်ပွားခဲ့တာလည်းတွေ့ရပါရစေ။အော်တိုဘန်22ရက်မနက်9နာရီခွဲဝင်ခြင်းကလည်းမန်းလေးမြို့ကျောင်းနောက်ဘက်လမ်း80 20နဲ့23လမ်းကြားမှာအသက်30ဝန်းကျင်အရွယ်မျိုး သားတယောက်တစ်ပင်မှာကျိုးဆွဲချအဆုံးစင်မှုဖြစ်ပွားခဲ့လို့ဆိုပါရယ် ဒါအပြင်အော်တိုဝါ22ရက်ကလည်းမကွေးတိုင်းမကွေးမြို့ချမ်းမြေတာယာရက်ွက်မှာအသက်38နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကျိုးဆွဲချအဆုံးစင်မှုဖြစ်ပွားခဲ့တယ်လို့နေမြေအခြေဆိုင်ပရိုက်တာတင်နေစီကသိရပါဗျ။အဲ့လိုနဲ့အော်တိုဘာလ19ရက်မှာလည်းပဲခူးတိုင်းပဲခူးမြို့နယ်အင်းဒဂေါ်မြို့လာတာရီကြီးရွာမှာအသက်15နှစ်အရွယ်မိကလေးတစ်ယောက်နေအိမ်ခန်းအတွင်အမြင့်၈ပေဝင်းကျင်ရှိတဲ့ထုံတန်းမှာကျိုးဆွဲချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဘာ13ရက်ကလည်းပုဗ္ဗတိတိမြို့နယ်ရွာတော်ကြီးရွာအောင်စုရွာတဲ့ကြီးရွာမှာအသက်23နှစ်အရွယ်အမျိုးသမီးတစ်ယောက် ုးဆွဲချအဆုံးစင်မှုဖြစ်ပွားခဲ့တယ်လို့အော်တိုဘာ15ရက်နေ့ကလည်းအဲ့ဒီမျိုးအတွင်းကဖြုတ်ခွဲရွာမှာအသက်16နှစ်အရွယ်ရှစ်တန်းကျောင်းသားတယောက်ကျိုးဆွဲချအဆုံးစင်မှုဖြစ်ပွားခဲ့ပါတယ်။ဒါ့အပြင်အော်တိုဘာ10ရက်ကလည်းရန်ကုန်မြို့တာဝန်မြို့နယ်မြစ်တာညွန့်ရပ်ကွက်မှာနေထိုင်တဲ့အသက်84နှစ်အရွယ်အဖိုးတယောက်နေရေချိုးကန်အတွင်းကျိုးဆွဲချအဆုံးစင်မှုဖြစ်ပွားတယ်လို့အဲ့ဒီနေ့မှာလည်းမကွေးတိုင်းမကွေးမြို့နယ်မှာအသက်32နှစ်အရွယ် မျိုးသားတယောက်ကျိုးဆွဲချအဆုံးစင်မှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ2ရက်ကတော့နေပြည်တော်တပ်ကုန်မျိုးပြင်းအောင်ရက်ကွက်မှာအသက်60ရွယ်အဘိုးတယောက်ရေထဲခုန်ကျတက်တင်မှုဖြစ်ပွားခဲ့ပါတယ်။ဒီလိုဖြစ်စဉ်နဲ့ပတ်သက်လို့စိတ်ချမ်းမှအတူကိုဆရာဝန်ကြီးကတော့လူတယောက်ကစိတ်ညစ်တာနဲ့တခါတည်းတတ်ပြီးတတ်မသိဘူး။ဂျားထဲမှာအဆင့်တွေအချိန်တွေတော်တော်များသေးတယ်။ဒီအဆင့်တွေအချိန်တွေမှာတေချာဂယူးမဆိုင်လိုက်လို့ဖြစ်သွားတာ။ကိုကိုကိုလည်းဂယူးဆိုင်ရမယ်။ဘေးထုတွေကလည်းအပြန်အလှန်ဂယူးဆိုင်နေကြရတယ်။အဲ့လိုဆိုရင် ခုလိုဖြစ်စဉ်တွေနေသွားမှာပါလို့ဆိုပါရစေ။စိတ်ပြက်သလားမှာအမှုစာအလက်စာအပြင်စာရှိပြီးတော့အမှုစာအစစ်မှာတော့ကိုကိုကိုစိတ်ဖြေလျှော်ယုံနဲ့တတ်တာနိုင်တယ်လို့ဘေးလူတွေကပြောအောင်လုပ်ပေးလိုက်ရုံနဲ့တတ်တာတယ်လို့ဆိုပါရစေ။